ဘန်ချိတ်ရကြဆိုလို့ရှင်20% down payment ကိုမှ9နှစ်ထိရရှိနိုင်မှာဖြစ်ပြီးတော့ showroom ရကြဆိုလို့ရှင်တို့50ရာခိုင်နှုန်းသွင်းပြီးတော့ကြံ့ငွေကို2နှစ်ရကြနဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ် special ရကြ plan တွေလည်းရှိသေးတယ် Kia ရဲ့ EV6 ဆိုလို့ရှင်အတိုးမဲ့ရကြကိုမှ36လထိရရှိနိုင်မဲ့အခွင့်အရေးတွေလည်းရှိပါသေးတယ်မင်္ဂလာပါဗျာ Kia ချစ်သူများအတွက်ကိုပုံမကောင်းပုံနဲ့ experience တွေနဲ့လေ့လာနိုင်ဖို့အတွက် Kia မြန်မာက showroom အသစ်ကြီးတစ်ခုဖွင့်လှစ်ထားပါတယ်အဲဒီနေ့မှဆိုလို့ရှင်တော့ကျွန်တော်က Kia ရဲ့ showroom အသစ်ကြီးကိုခေါ်သွားမှာပဲဖြစ်ပါတယ်ကြာလိုက်ခဲ့ပါဦး ကဲဒါလေးပဲဖြစ်ပါလေဗျာ Kia မြန်မာကနေမှာအစ်စ်ဖွင့်လှစ်လိုက်တဲ့ Kia ရဲ့ showroom လေးပေါ့နော်လိပ်စာကတော့အမှတ်44ပြည်လမ်းမရန်ကုန်မြို့နယ်မှာတရှိပါတယ်အဲ့တော့ showroom လေးတစ်ချက်ကြည့်ရအောင် ဲအခုအသစ်ဖွင့်လိုက်တဲ့ showroom နေရာလေးကပို့ပြီးတော့ကြကြဲဝန်းရှိတာဖြစ်တဲ့အတွက် customer တွေအတွက်ဆိုလို့ရှိရင်လည်းတတောင့်တတာနဲ့အေးအေးဆေးဆေးကားတွေကိုလေ့လာလို့ရတယ် customer နားနေမဲ့နေရာဆိုလို့ရှိရင်လည်းတင်ချာလေးပြင်ဆင်ပေးထားတာတွေ့ရတယ်ဗောနော customer တွေလာပြီးလေ့လာရဆိုလို့ရှိရင်ကားဝယ်စီဖြစ်စီမဝယ်စီဖြစ်စီဒီရောက်တာနဲ့ကျွန်တော် coffee ကောင်းကောင်းလေးတောက်လို့ရတယ် coffee မှာ cappuccino လား latte လား milk လားအကုန်တောက်လို့ရတယ်ကျွန်တော်ဒီရောက်တိုင်းတော့ cappuccino လေးတောက်ဖြစ်နေတာအဲ့တော့ဒီကကားလေးတွေတစ်ချက်ကြည့်ရအောင် ကြည့်အခုမြင်နေရတဲ့ကားလေးက Kia ရဲ့ EV စကားလေးပဲဖြစ်ပါတယ်။အဲဒီကားလေးကတော့ Kia မြန်မာက EV တွေခေတ်စားတဲ့အချိန်မှာမြန်မာနိုင်ငံကိုပထမဦးဆုံး Kia EV ကိုတည်လာတဲ့အချိန်မှာဝင်လာတဲ့ EV စကားလေးပေါ့နော်။အဲဒီကားလေးကသူ့ရဲ့ဒီဇိုင်းပိုင်းကြောင့်လူငယ်တွေကြားထဲမှာတော်တော်လေးအကြိုက်များတဲ့ကားလေးဖြစ်တယ်။ Look က Sporty လို့ဖြစ်တယ်။မောင်းတဲ့ driving feeling ကလည်းတကယ်ကို Sporty တစည်းကိုမောင်းနေရတဲ့အနေထားလေးမှာရှိတယ်။ပြီးတော့ဒီကောင်က Jurian Motor ဖြစ်တာဖြစ်တဲ့အတွက် Sporty Bike ကိုအပြည့်အဝခံစားနိုင်မယ်။အဲပြီးလို့ရှိရင်သူ့ရဲ့ battery capacity ကဘယ်လောက်ရှိလဲဆိုတော့ဒီမှာမြင်ရတဲ့အတိုင်းပဲ89.4 kW ရှိပြီးတော့ driving range က၄ 490တိရှိတယ်ပေါ့နော်။ကဲအဲ့တော့ဒီကားလေးကိုနိုဝင်ဘာလအတွင်းမှာဝယ်ယူမယ်ဆိုလို့ရှိရင်အထူး promotion နဲ့ရှိတယ်။ ဘာတွေရနိုင်လဲဆိုတော့ iPhone 7 Pro တွေရမယ်ပြီးလို့ရှိရင်ကျွန်တော် 1-year insurance free တွေရမယ် level 2 charger တွေရမယ် accessory တွေရမယ် hotel staycation တွေနေဖို့အတွက်ကိုဆိုလို့ရှိရင်လည်း promotion ထဲမှာထည့်ပေးထားရပါတော့။ Kia ရဲ့ EV6 ကားလေးကိုကျွန်တော်တို့ custom မဝယ်ခြင်းဆိုလို့ရှိရင်အရေးကြ plan မှာ2မျိုးရှိတယ်ပေါ့နော်။တစ်မျိုးကတော့ဘန်ချိတ်ရေးကြဖြစ်ပြီးတော့နောက်တစ်မျိုးကတော့ showroom ရေးကြပေါ့နော်။ဘန်ချိတ်ရေးကြဆိုလို့ရှိရင်20% down payment ကိုမှ9နှစ်ထိရရှိနိုင်မှာဖြစ်ပြီးတော့ showroom ရေးကြဆိုလို့ရှိရင်ကျွန်တော်တို့90ရာခိုင်နှုန်းသွေးပြီးတော့ကြံ့ငွေကို2နှစ်ရေးကြနဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။ ကဲဒါလေးကတော့ Kia ရဲ့ EV3 ကားလေးပဲဖြစ်ပါတယ် Kia မြန်မာက Kia EV တွေကိုမြန်မာနိုင်ငံကိုတင်သွင်းလာတဲ့အချိန်မှာ Great တွေဆိုလို့ရှိရင်အမြင့်ဆုံးဖြစ်တဲ့ GT Line Great တွေကိုပဲတင်သွင်းလာခဲ့တယ်ပေါ့နော်အဲဒီကားလေးကသူ့ရဲ့ site က Compact SUV site ဖြစ်တယ်ပေါ့နော်အဲ့တော့ SUV ကားလည်းစီးကျင်တယ်ကျွန်တော်တို့လူကောင်သေးတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းအများကြီးအဆင်ပြေတဲ့ကားလေးဖြစ်တဲ့ main ကလေးနဲ့လည်းအဆင်ပြေတယ်လို့မျိုးရင်းမှာသုံးမယ်ဆိုလို့ရှိရင်လည်း Compact SUV site ဖြစ်တာဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေတဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်အဲဒီကားကသူ့ရဲ့ driving range ဆိုလို့ရှိရင်လည်းကျွန်တော်650 km တည်းရှိတယ်။ battery capacity က81.4 kWh ါဝါရှိပြီးတော့ maximum 180တိရှိတယ်ပေါ့နော်ဒီကားလေးကိုဒီ November လအတွင်းမှာဝယ်ယူမယ်ဆိုလို့ရှိရင်အထူး promotion တွေကဘာတွေရှိမလဲဆိုတော့ iPhone 13 Pro ရမယ်ပြီးလို့ရှိရင် hotel staycation ရမယ် one year insurance free ရမယ် level 2 charger ရမယ် accessory တွေရရှိနိုင်မယ်အခွင့်အရေးလည်းရှိပါသေးတယ်ဒါအပြင်ကိုဒီကားလေးကို cash down မဝယ်ခြင်းဘူးအရေးကြမ်းလည်းမဝယ်ယူခြင်းလည်းဆိုလို့ရှိရင်လည်းနှစ်မျိုးရှိတယ် showroom အရေးကြမ်းဆိုလို့ရှိရင်တော့ကျွန်တော်တို့90%အကန့်လုံး down payment သွင်းပြီးတော့ နှစ်နှစ်အရေးကြတဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီးတော့ဘဏ်ချက်အရေးကြတဲ့ဆိုလို့ရှိရင်တော့20% down payment ကိုမှ9နှစ်အရေးကြတဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ဗျာ showroom အရေးကြတော့ဟိုမှာမြင်ရတဲ့အတိုင်းပဲအတိုးမဲ့အရေးကြအောင်မှ24လရှိရရှိမှာပဲဖြစ်ပါတယ်နောက်စီးထက်ကြည့်အောင် ကဲဒါလေးကတော့လက်တလောမှာ Kia EV တွေထဲမှာလူကြိုက်အများဆုံးနဲ့ရောင်းရအကောင်းဆုံးဖြစ်နေတယ် Kia EV5 GT line ကားလေးပဲဖြစ်ပါတယ်အဲဒီကားလေးကတော့ EV3 ထက်စားလို့ရှိရင် site လဲပိုကြီးသွားတာဖြစ်တဲ့အတွက်လူတွေကနည်းနည်းလေးပိုပြီးသဘောကျသွားတယ်အနေထားလေးမှာရှိတယ်အဲဒီကောင်လေးကကျတော့ကျွန်တော်ဒီမှာအဲ battery capacity ဆိုလို့ရှိရင်လဲ88.1 kWh ရှိတယ် driving range ဆိုလို့ရှိရင်လဲ900ရှိပြီးတော့ဒီကောင်လေးက dual motor ဖြစ်တယ်ပေါ့နော်လက်တလောမှာဆိုလို့ရှိရင် Kia EV တွေထဲမှာဆိုလို့ရှိရင်ဒီကားကလူကြိုက်အများဆုံးနဲ့ရောင်းရအကောင်းဆုံးကားလေးတစ်စီးဖြစ်နေရပေါ့နော်အဲ့တော့ Kia ရဲ့ EV ီးပြီးကားတွေကိုအသေးစိတ်မင်းများစုံစမ်းကျင်တယ်ဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အောက်မှာဖုန်းနံပါတ်လေးတွေထည့်ပေးထားမယ်အဲ့ဒီဖုန်းနံပါတ်လေးတွေကိုဆက်သွယ်ပြီးတော့မင်းများစုံစမ်းနိုင်မှာပဲဖြစ်ပါတယ်ဗျာနောက်တစ်နေရာရှိသေးတယ်အဲ့ဒီနေရာလေးကျွန်တော်လိုက်ပြအောင် ကဲဒီအခန်းလေးကတော့ delivery room လေးပဲဖြစ်ပါတယ် Kia ကသူ့ရဲ့ customer တွေကိုအလေးထားတဲ့အနေနဲ့ Kia ကားတွေဝယ်ယူပြီးလို့ကားအတက်အချိန်မှာဆိုလို့ရှိရင်လည်းဒီကား delivery room လေးမှာတေချာလေးခန်းခန်းနန်းနားပြင်ဆင်ပြီးတော့မှ customer လက်ထက်ကိုကားလေးထည့်ပေးတာပေါ့နော်အဲဒါလေးကတော့ delivery room လေးပေါ့နော်ဒါအပြင်ကို Kia showroom မှာပဲအားသွင်းနေတယ်ဆိုလို့ရှိရင် EV ကားတွေအားသွင်းဖို့အတွက်ဆိုလို့ရှိရင်လည်း DC ချာချာကြီးလည်းရှိပါသေးတယ်ဗျာ ဂေါ်ဖာရီအတွက်ကိုလည်းနောက်ထပ်သတင်းကောင်းလေးခုပါကြင်ပါသေးတယ်အခုလာမဲ့နိုဝင်ဘာ22ရက်နေ့ကနေမှဒီဇင်ဘာ20ရက်နေ့ထိတကုံဂေါ့ဖ်စီတီမှာကီယာရဲ့ EV ကားတွေကိုပြသသွားမှာဖြစ်ပြီးတော့အဲ့ဒီပွဲလေးမှာဝယ်ယူမယ်ဆိုလို့ရှိရင် special promotion တွေ special cashback တွေရရှိနိုင်မယ့်အပြင်ကမှ special ရေကြ plan တွေလည်းရှိသေးတယ်ကီယာရဲ့ EV 14ဆိုလို့ရှိရင်အတိုးမဲ့အရေးကြောင်မှာ36လထိရရှိနိုင်မယ့်အခွင့်အရေးတွေလည်းရှိပါသေးတယ်ကဲအခုကတော့ကီယာရဲ့ flagship showroom အသစ်ကြီးကိုမိတ်ဆက်ပေးခဲ့တာဖြစ်ပြီးတော့နိုဝင်ဘာ2 promotion တွေအကြောင်းပြောပြခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဒီကာလမှာကီယာရဲ့ EV တွေကို ုဝယ်ယူဖို့စဉ်းစားနေရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကတော့လူချင်းမင်းတို့အတွက်သတင်းကောင်းဖြစ်ပါလိမ့်မယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းမှာပြန်တွေ့ကြပါတော့ကျွန်တော် just right ကိုပြောပါ